ီပန်းကြောင်မီတွေဆက်ရောက်များကိုတရုတ်ဆက်လက်ပါပုံမှုများဆောင်ရွက်နေ2023ကတိကဝတ်အရပြည်ပကကြောင်မီတွေ project တွေကိုငွေကြီးထောက်ပံ့မှုရပ်ဆိုင်းရမှာဖြစ်ပေမဲ့တရုတ်ကုမ္ပဏီတွေဟာအင်ဒိုနီးရှားကကြောင်မီတွေတုံးတန်အပိဆက်ရောက်အစ်တတွေကိုပါပုံမှုတွေဆောင်ရွက်နေစေဖြစ်တယ်လို့စွမ်းအင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစစ်ဆေးချက်တစ်ခုမှာဖော်ပြထားကြောင်း CNA သတင်းမှာတင်ပြထားပါတယ် တယောက်ဟာအင်ဒိုနီးရှားကနီဂယ်ဆက်ယုံတွေမှာသုံးဖို့9.8ဂက်ဂါဝါရှိတယ်။ကြောင်မီတွေတုံသက်အပီဆက်ယုံအသစ်တွေစောက်လို့ရမှာပါဝင်နေတယ်လို့ Global Energy Monitor ရဲ့ US အကြံပေးပါတကူအဖွဲ့ကပြောကြားခဲ့ပါတယ်။ဘရာဇီးရုရှားအိန္ဒိယတရုတ်နဲ့တောင်အာဖရိကနိုင်ငံတွေပေါင်းစပ်ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဟာကမ္ဘာစီးပွားရေးရဲ့လေးပုံသဘောကိုလွှမ်းခြုံထားနိုင်ဖို့ရည်ရွယ်ပြီးကမ္ဘာကြီးပူနွေးလာစေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုထပ်ဝဲနီးပါးရှိနေတာဖြစ်ပါတယ်။ တယောက်ကစားလုံးနေစေဖြစ်တဲ့အကြောင်းမူတွေတော့ဒါအပေးဆက်ရောက်အတဲ့အားလုံးရဲ့88ရခိုင်နှုန်းကိုထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ပြည်ပကအကြောင်းမူတွေတော့ဒါအပေးဆက်ရောက်တွေကိုကုညီတိဆောက်ပေးတာကငွေကြေးထောက်ပံ့တာတွေလောက်တော့မှမဟုတ်ဘူးလို့တမလာထရရှိချင်းဖြင့်က2023ခုနှစ်မှာပြောခဲ့ပေမဲ့ကတိကဝတ်ပြုထားတဲ့အချိန်ကလေးကအနည်းဆုံး26သတ္တမ2ဂီဂါဝါရှိတဲ့တရုတ်ကြောထောင်နှက်ခံပြုဆက်ရောက်အစ်စ်တွေတိဆောက်ထားတယ်လို့သူတည်တနာမှတ်တမ်းတွေအရာအတည်ရပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။